မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့မေလ10ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖန်ကျင်းထောင်ကအကျဉ်းသား12ဦးကနိုင်ကျင်း2ဦးကိုဝိုင်းဝန်းရိုက်နှက်ပြီးတပ်ဖြတ်ဖို့အထိကြံစီတဲ့သတင်း။တနင်္သာရီမော့တောင်လမ်းပိုင်းပြန်ရဖို့ကြိုးပမ်းနေတဲ့စစ်တပ်နဲ့ PDF တို့၅လကြာတဲ့အထိတိုက်ပွဲတွေပြင်းထန်နေကြတဲ့သတင်း။စစ်မှုန်ထမ်းအင်အား၅တောင်ခန့်ရှိလာပေမဲ့မစိုးရိမ်ဘူးလို့တော်လင်းအင်အားစုတွေပြောတဲ့သတင်း။ အပြည့်ရဲ့တက်တန်တိုးထားပေမဲ့စစ်ကောင်စီကတပိတ်ကျင်းကိုဘုံကျဲခဲ့လို့ပြည်သူတွေထိခိုက်သေဆုံးခဲ့တဲ့တဲ့မင်းအောင်လှိုင်ရုရှားခီးစဉ်ကငါးမြားရေရှိုးပြန်မှခီးဖြစ်တယ်လို့နိုင်ငံရေးအကြေခတ်တွေသုံးသပ်တဲ့တဲ့ရုရှားအောင်ပွဲနဲ့စစ်အပြာခံနာမတိုင်မီယူကရိန်းဒရုန်းတွေကိုပစ်ရှာခဲ့တယ်လို့မော်စကိုမြို့တော်ဝင်ပြောတဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတဲ့တဲ့ပုတ်အနေနဲ့ဖန်အချင်းထောင်ကအချင်းသား၁၂ဦးက နိုင်ကျင်းနှုတ်ဦးကိုဝိုင်းဝန်းရိုက်နှက်ကြပြီးတက်ဖြတ်ဖို့အထိကြံစီရဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖမ်းမြို့ကတောင်ကလေးအကျဉ်းထောင်မှာရာဇဝတ်အကျဉ်းသား၁၂ဦးကနိုင်ငံရေးအကျဉ်းသား၂ဦးကိုဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။အဲ့ဒီအကျဉ်းထောင်ကထောင်ပိုင်လေးရဲ့လူယုံတပည့်ဖြစ်သူထန်းနိုင်ကနိုင်ငံရေးအကျဉ်းသား၂ဦးဖြစ်သူကိုကျော်ကျော်မြင့်နဲ့ကိုမင်းသူစိုးရိုး၂ဦးကိုထောင်ကကျွေးတဲ့ငါးဟင်းနောက်ကျနေရတဲ့အကြောင်း အိတ်ဆောင်အတွင်းဝင်ရောက်ပြောခိုင်းရာကနေရာဇဝတ်အကျဉ်းသား၁၂ဦးကအုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့ရာဖြစ်တယ်လို့သိရပါတယ်။အကျဉ်းထောင်အတွင်းကရာဇဝတ်အကျဉ်းသားတချို့ဟာနိုင်ငံရေးအကျဉ်းသားတွေအပေါ်အမြင်ဆောင်တဲ့ကိစ္စရဲ့တချို့ဖြစ်ပေါ်ခဲ့တဲ့အတွက်အခုလိုကြိုတင်စီစဉ်တာတက်ဖြတ်ဖို့အထိကြံစီခဲ့ကြတာဖြစ်တယ်လို့ PPNM ရဲ့ဗန်နာရေးတာဝန်ခံကဆိုပါတယ်။အဲ့လိုဝိုင်းဝန်းရိုက်နှက်ခံရတဲ့အတွက်နိုင်ငံရဲ့အကျဉ်းသားကိုကြော်ကြော်မြင့်ဥကောင်မျက်နှာနဲ့ခံထားကိုမှဒဏ်ရာရရှိခဲ့တယ်လို့ ကိုမင်းသူစွန်းမှာလဲဥကောင်းမျက်ခုံနဲ့မျက်နှာတစ်ခုလုံးထန်ရရှိခဲ့တဲ့အပြင်ခန္ဓာကိုယ်အနှံ့လဲညိုမေးတံရရရရှိခဲ့လို့သိရပါတယ်။အိုစုပွဲရိုင်းတဲ့ခဲ့သူဆင်းနှယောက်ထဲကမင်းထက်ပောင်ချိန်နွားကြီးမင်းမင်းနဲ့စပရင်တို့ငါးဦးကိုတိုက်ပိတ်ထားပြီးထိခိုက်တံရရရှိခဲ့တဲ့ နိုင်ကျင်းတွေက ပြင်ပတရားရုံးမှာ တရားဆွဲဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့တနင်္သာရီမော့တောင်လမ်းပိုင်းပြန်ရဖို့ကြိုးပမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ငါးလကြာတဲ့အထိတိုက်ပွဲပြင်းထန်နေကြတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကုန်တရေအတွက်အရေးပါတဲ့တနင်္သာရီမော့တောင်လမ်းပိုင်းပြန်လည်ရရှိဖို့အတွက်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်နဲ့ PDF ပူပေါင်းတပ်တွေဟာငါးလကြာတဲ့အထိတိုက်ပွဲပြင်းထန်နေကြရလို့သိရပါတယ်။တနင်္သာရီမြို့နယ်တနင်္သာရီမော့တောင်လမ်းပိုင်းပြန်ရဖို့အတွက်တိန်ခွန်းရွာကိုအခြေပြုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဟာ ငါးလတာကြာမြင့်နေပြီဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလို့ဗိက္ခရာအမှန်နဲ့တည့်ရင်ကသတင်းထုတ်ပြန်ပါတယ်။ငါးလတာတင်ထိတဲတိုက်ပွဲပေါင်း100ကျော်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကအရာရှိအပါဝင်ထိခိုက်သေဆုံးမှု150ခန်းရှိတယ်လို့ပီတဲရေးပေါ်တွေဖက်ကလည်းထိခိုက်မှုရှိတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းမြေပြင်စစ်ကူတွေလည်းပေးပို့နေပြီးလေယံ drone တို့အနေနဲ့လည်းလေကြောင်းပစ်ကူတွေပေးနေရအကြောင်း၎င်းကဆိုပါတယ် အဲ့ဒီတိုက်ပွဲအတွင်းထိုင်းဘက်ကမြန်မာကိုပြန်ပို့ချိန်စစ်မှုန်ထမ်းပါသွားတဲ့တပ်သား12ဦးလက်နက်နဲ့တကွ KNL တပ်ရင်းစစ်တပ်ထံအလင်းဝင်လာပါတဲ့တတိယသတင်းတပုတ်အနေနဲ့စစ်မှုန်ထမ်းအင်အား9000ခန့်ရှိလာပေမဲ့မစိုးရိမ်ဘူးလို့တော်လိုင်းအင်အားစုတွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကအဓမ္မဆုဆောင်ခဲ့တဲ့လူငယ်လူရွယ်တွေကိုစစ်တင်နဲ့ပေးနေတာဟာအမှတ်စဉ်30စစ်မှုန်ထမ်းတင်နဲ့ဆင်းပြီဖြစ်တဲ့အတွက်စစ်မှုန်ထမ်းအင်အား9000ခန့်အထိရှိလာနိုင်ပေမဲ့ မစိုးရင်ဘူးလို့တွန်လင်းအင်အားစုတွေကပြောပါတယ်။နှစ်လကျော်ကာလအတွင်းပြည်သူစစ်မှုန်ထမ်းတင်တန်းအပတ်စဉ်30ကတင်တန်းသားတွေကိုကြန့်ခိုင်ရေး၊စစ်ရေးပြစစ်နေပြူဟာအစရှိတဲ့ဘာသာရပ်တွေနဲ့အထွေထွေဘာသာရပ်တွေကိုတင် जा ပေးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စိတ်တပိုင်းဆိုင်ရာရာစစ်ကောင်စီအတွက်တိုက်ခိုက်ပေးလို့စိတ်မရှိကြသူတွေများတဲ့အတွက်အင်အားတိုးလာမှာဖြစ်ပေမဲ့စိုးရင်စရာမရှိပါဘူး။ အခွင့်အတိုင်းရဲ့စစ်ကောင်စီတပ်ကိုစွန့်ခွာကြမဲ့သူတွေပဲများပြားတယ်လို့မှတ်ချက်ပေးပါတယ်။အညာဒေသကနောက်ထပ်ပြည်ရဲ့ရေဘော့တူကလည်းညီအကိုရဲအချင်းချင်းမတိုက်ခိုက်လို့ပဲအခွင့်အတိုင်းနဲ့ပတ်ပြောင်းခလုံးကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်စီဘက်က2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုခဲ့ပြီးတဲ့နောက်ဧပြီလအတွင်းပထမဦးဆုံးတင်းနှံကိုစခင်းသွင်းခဲ့တယ်လို့ စစ်မှုန်ထမ်းအပတ်စဉ်တစ်ခုကိုတင်းနန်းသား9000ခန့်လက်ခံမှာဖြစ်တယ်လို့ဗိုလ်ချုပ်ဇော်မွန်းထွန်းကပြောခဲ့ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့အပြည့်ရဲ့တက်တန်တိုးထားပေမဲ့စစ်ကောင်စီကတပိတ်ကျင်းကိုဘုံကျဲခဲ့လို့ပြည်သူတွေထိခိုက်ဒေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြည့်ခဲရဲ့စေရဲ့တက်တန်တိုးထားတဲ့စစ်ကောင်စီတပ်ဟာတပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာထွက်ကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတဦးဒေဆုံးပြီး9ဦးဒဏ်ရာရှိခဲ့လို့သိရပါတယ်။မေလ9ရက်မွန်းတွဲ12နာရီမှာမန္တလေးတိုင်း တပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာကိုစစ်ကောင်စီတပ်ကဂျက်ပိုက်တန်နဲ့ဘုံနှစ်ကျင်းကျေရှားတိုက်ခိုက်ခဲ့ရတဲ့အတွက်အမျိုးသား2ဦးသေဆုံးပြီးအမျိုးသား6ဦးနဲ့အမျိုးသမီး3ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့လို့ပြည်ဦးလင်ခရံပကဖားထံကသိရပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအဆောက်အုံအ ਨੇ ဆုံး၅လုံးပြက်စီခဲ့ပြီးဒဏ်ရာသူ9ဦးကတော့စိုးရင်ရတဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်ကလည်းရေထွက်ကျွေးရွာကို စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ20ကျော်သေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ပါသေးတယ်။စစ်ကောင်စီဟာဧပြီလ2ရက်ကနေ22ရက်အထိတကြိမ်ဧပြီလ23ရက်ကနေ30ရက်အထိနောက်တကြိမ်အပြည့်ရဲ့ကြောင်းကျင်းညာပြည့်ရက်နောက်မေလ6ရက်ကနေ31ရက်အထိတတိယအကြိမ်ထပ်မံပြည့်ခတ်ရက်စရဲအကြောင်းကျင်းညာခဲ့ပေမဲ့နိုင်ငံတော်ဝိုင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုတော့ဆက်လက်လှုပ်ဆောင်နေရဖြစ်ပါတယ်။ ဆက်လက်ပြီးမဲအောင်လယ်ရုရှားခီးစဉ်ကငားမရရေရှုပ်ပြန်မခီးဖြစ်တယ်လို့နိုင်ငံရေးအကြက်ခတ်တွေတုံသက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကောင်းဆောင်မဲအောင်လယ်ဟာရုရှားမဟာမျိုးရှစ်စစ်ပွဲရေးအောင်ပွဲအခမ်းအနားကိုမိသားစုလိုက်တက်ရောက်မှုကတိတ်ထူးချမ်းမှုရှိမှာမဟုတ်ပဲတရုတ်သမ္မတရှီကျင်းပြင်နဲ့တွေ့လို့တွန့်ကတွားရောက်ရှောင်းမြောင်းတာဖြစ်တယ်လို့ငားမရရေရှုပ်ပြန်မခီးစဉ်ဖြစ်တယ်လို့နိုင်ငံရေးအကြက်ခတ်တွေကတုံသက်ကြပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတဗလာတီမာပူတင်ရဲ့ဖိတ်ကြားချက်အရ 1940ခုနှစ်1945ခုနှစ်မဟာမျိုးရှစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထင်မှန်စစ်အပြအခမ်းအနားကိုတက်ရောက်ဖို့အတွက်စစ်ကောင်စီဥက္ကလမင်းအောင်လှိုင်နဲ့ဇနင်းတော်ကျူကျူလှတို့တွားရောက်ခဲ့ရပါခရီးစဉ်အတွင်းမင်းအောင်လှိုင်က1940ခုနှစ်1945ခုနှစ်မဟာမျိုးရှစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထင်မှန်အခမ်းအနားနဲ့ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်ဖို့အခမ်းအနားကိုရောက်လာကြတဲ့သူတွေနဲ့ တေကြားတွစ်ဆုံဆွေးနွေးမှုတွေကိုဆောင်ရွက်သွားမယ်လို့စစ်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်။တမရရှိချင်းမြင်ကမေလ9ရက်ကနေ10ရက်နေ့အထိရုရှားနိုင်ငံကိုနိုင်ငံတော်အလယ်ပတ်ခီးသွားရောက်မှာဖြစ်ပြီးရုရှားသမ္မတဗလာဒီမန်ပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့မဟာမျိုးရှင်စစ်ပွဲအောင်နိုင်မှုနှစ်ရှစ်ဆပြည့်အထင်းအမှတ်အခမ်းအနားကိုတက်ရောက်မှာဖြစ်တယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ရုရှားနိုင်ငံကိုချစ်ကြည်ခီးစဉ်အနေနဲ့သွားရောက်တဲ့ စက်ကောင်းဆောင်တဲ့အတူသူ့ရဲ့မိမဒေါ်ကျူကျူလှအပါဝင် သားသမီးတွေနဲ့မြေးတွေလိုက်ပါသွားခဲ့လို့နေပြည်တော်သတင်းရင်းမြစ်ထံကသိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ရုရှားအောင်မွေးနယ်စစ်အပြအခမ်းအနားမတိုင်မီယူကရိန်းဒရုန်းတွေကိုပစ်ရှာခဲ့လို့မော်စကိုမြို့တော်ဝန်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားရဲ့မေကွေးရအောင်မွေးနယ်အတွက်ကမ္ဘာကောင်းဆောင်တွေရောက်လာနေချိန်မှာပဲဗုဒ္ဓကူနေကယူကရိန်းဒရုန်းအများအပြားကိုမော်စကိုအနေမှာပစ်ရှာခဲ့လို့ မြို့တော်ဝန်ဆာဂဲဆိုဘရာနင်ရဲ့ပြောကြားချက်ကို AFP သတင်းမှာဖော်ပြထားပါတယ်။ Telegram ပေါ်မှာသူကပြောထားတာကတော့ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က drone ကိုစီးကိုပြစ်ချနိုင်ခဲ့တယ်လို့အရေးပေါ်လှုပ်ဆောင်ရမှာတွေကိုလည်းဆက်လက်လောက်ကင်နေရလို့သူကပြောပါတယ်။မေလ9ရက်စစ်ရေးပြအခမ်းအနားအတွက်ပြင်ဆင်နေချိန်မှာမော်စကိုမြို့ကို Ukraine drone တိုက်ခိုက်မှုတွေဟာပုံမပြင်းထန်လာပြီးလေကြောင်းလုံခြုံရေးတုံ့ပြန်ဖို့နဲ့အတူလေဆိပ်တွေအများဆုံးပိတ်ဖို့အချိန်နဲ့အထိရောက်ရှိလာခဲ့ပါတယ်။ ရုရှားအာဏာပိုင်တွေကအဲ့ဒီ drone တိုက်ခိုက်မှုတွေဟာသုံးရက်ဆက်တိုက်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီးအင်ကာနေမှာတော့ drone lazy moscow ကိုဥတည်လာချိန်မှာပဲပြစ်ချနိုင်ခဲ့ရလို့မြို့တော်ဝန်ကပြောသလိုကာကွယ်ဝင်ကြီးဌာနကလည်းတရက်အတွင်း drone 924စီးကိုဒေသအသေးသေးမှာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ရလို့ဆိုပါတယ်အဲ့လိုတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့အရေးကြီးလေဆိပ်အများပြားကိုယာယီပိတ်ထားခဲ့ပြီးခရီးသည်6000ကျော်ထိခိုက်မှုခံခဲ့ရတယ်လို့ လေရင်ခီးစဉ်350ကျော်လဲရွှေ့ဆိုင်ခဲ့ရပါတယ်။တရုတ်တန်တမန်တွေမော်စကိုကိုရောက်လာချိန်နဲ့အတူ drone တိုက်ခတ်မှုတွေလည်းဖြစ်လာခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖြင့်လေရင်ဆက်ရောက်ရှင်ကိုလည်းအနည်းငယ်နောက်ဆုတ်ခဲ့ရပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကရောမော်စကိုကအမွေနဲ့အခမ်းအနားကိုတက်ရောက်လာမဲ့နိုင်ငံကခေါင်းဆောင်တွေကိုဝေဖန်ပြီးယူကရိန်းအနေနဲ့သူတို့ရဲ့လုံခြုံရေးကိုအမှခံနိုင်မှာမဟုတ်ကြောင်းသတိပေးထားပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါ။ ཁས ཁས